မက္ခဆိုတဲ့တရားစုနဲ့သူ့ဂျေစုတည်ရန်အရေးကြီးပုံမက္ခဆိုတာဂျေစုပြုဖို့တဲ့ဂျေစုရှင်ကိုဂျေစုမတင်ပေသူ့ဂျေစုကိုခြေဖြတ်ပြတဲ့သဘောပဲမိပါရီဆိုတာသာသမီတွေအပေါ်မှာပြုစုဆောင်ရှောက်ဖို့တဲ့ဂျေစုတွေအများကြီးရှိပါတယ်ဒါပေမဲ့သူ့ယုံမှာစိတ်ရှိတဲ့ သားသမီးတွေကမိဘကိုကျေးဇူးမတင်ပဲမယုံမသိပြောနေကြတာတွေလည်းရှိတယ်။မိဘတွေက သူတို့ဆိုငယ်ရွယ်စဉ်ကကျွေးမွေးဆောင်ရှောက်လာခဲ့တာဟာတာဝန်ဝိတ္တရာအရာမလွှဲတာလို့ဆောင်ရှောက်လာခဲ့တာပဲမိမိတို့ရဲ့ကုသိုလ်ကံကြောင့်လေဆောင်ရှောက်လာခဲ့တာပဲကျေးဇူးတင်စရာမရှိဘူးတောင် တချို့ကပြောတတ်ကြသေးတယ် အဲ့ဒီလိုဂျေဇူးကန်းနဲ့စိတ်နေစိတ်ထားဟာမခါပဲဆရာသမားကစောင့်ရှောက်တင် जा ပေးတာကိုလေဂျေဇူးမတင်ပဲဂျေဇူးကန်းနေသူတွေလည်းရှိတယ်။ဆရာကတင်ပြီးလို့တက်တည်တာမဟုတ်ပါဘူး။ဆရာကစောင့်ရှောက်လို့ကြီးပွားလာတာမဟုတ်ပါဘူး။ကိုဟာကိုလေလာပြီးတက်တည်လာတာပဲ။ကိုဟာကိုအားထုတ်လို့ ကြီးပွားလာတာပဲလို့ဒီလိုပြောဆိုတဲ့သူတွေလည်းရှိတယ်။ဒါလည်းမခါပဲ။လူကြီးတွေကဆောင်ရှောက်ပြီးလို့ကြီးပွားလာတဲ့လူငယ်တွေကလည်းတချို့ကဒီလိုပဲဂျေဆုမတင်ပဲသူ့ဂျေဆုကိုခြေဖြတ်ပြီးပြောတတ်ကြတယ်။ဒါလည်းမခါပဲ။အမှန်ကတော့နည်းနည်းပေမဲ့ဂျေဆုပြုဟုတဲ့သူကဂျေဆုတင်တဲ့နေတနာရင်ဂျေဆုလည်းဆက်တဲ့နေမိဘဂျေဆုများ သားသမီးဖြစ်သူကမိဘကိုပခုံးနဲ့ချမ်းပြီးခေါင်းနဲ့ရွက်ပြီးတသက်လုံးပြုစုကျွေးမွေးဆောင်ရှောင်နေတော့မှကျေးဇူးဆက်ခြင်းကိစ္စမပြေဆုံးဘူးလို့လေမြတ်စွာဘုရားကဟောကြားတယ်။မူလကတရဏဂုံမတီသေးတဲ့မိဘကိုတရဏဂုံတီအောင်တရားထူရအောင်ဟောပြောတိုက်တွန်းပေးနိုင်ရင်တော့ကျေးဇူးဆက်ခြင်းကိစ္စပြေဆုံးတယ်လို့လေ ေါ်ထားတယ်။အဲ့ဒီမိဘဂျေစုကြီးမာတာကိုရည်ရွယ်ပြီးတော့ရှေးဆရာများကဗတာပိတုဂုံတော်အနန္တောလို့ဖော်ပြထားတယ်။အဲ့ဒီမှာဂုံတော်ဆိုတာဖယားဂုံစာတိလို့ချီးမွန်းဖွယ်ကို ဆိုလိုတာတော့မဟုတ်ပါဘူး။ဥပါကာယဆိုတဲ့ဂျေစုပြုဘူးတဲ့ဂုံကော ်ဆိုလိုတာပဲအာစရိယာကုံတော်အနန္တောဆိုတာလေဆရာကောင်းဤပြုမှုတွေကြီးစုကိုရည်ရွယ်ပြီးဆိုထားတာပါပဲအစာတသက်မင်းကခမဲတော်ဗိမိသာရကိုတတ်ပြီးမင်းအဖြစ်ယူတာကိုလေကြီးစုကံနေဒီမခါတဲ့ပါဝင်တင်တာပဲအမှန်ကတော့သူတစ်ပါးကြီးစုကိုတီးပြီးစွမ်းနိုင်တဲ့မြကြီးစုတုံပြန်နာကပိုပြီးကောင်းပါလေ ဖရာလက်ထက်ကယာတာဆိုတဲ့ပုံနာအိုကြီးကိုဘဲမထီကမှဥပိ္ပစေအဖြစ်တာဝန်ယူပြီးယဟန်ပြူမပေးပဲရှိနေကြရမှာသူ့ယေရှုရှိဘူးတဲ့ပုဂ္ဂိုလ်ကယဟန်ပြူပေးဖို့မြတ်စွာဘုရားကအမိန်ရှိတော့အရှင်သာရိပုတ္တရာကယဟန်ပြူပေးတယ်။ဘာကြောင့်လဲဆိုတော့ အဲ့ဒီယာတာပုံနာကြီးကတစ်ချိန်လုံးကအရှင်သာရိပုတ္တရာအားစွန်တစွန်လူဖူးတဲ့ဂျေဇူးရှိလို့အဲ့ဒီဂျေဇူးကိုတုံ့ပြန်တဲ့အနေနဲ့ယဟန်ပြုပေးတာတဲ့အရှင်သာရိပုတ္တရာဤသူဂျေဇူးကိုအဲ့ဒီလိုတည်ပုံဟာအင်မတန်ချီးမွမ်းစရာလေးကောင်းနေအတူယူစရာလေးကောင်းနေအဲ့ဒီလိုဂျေဇူးမတုံ့ပြန်နိုင်တော့သူ့ဂျေဇူးကိုမဖြတ်ဖို့ကတော့ အလွန်ပင်အရေးကြီးပါတဲ့ဒါကြောင့်သူဂျေစုကိုမယိုမသေးတဲ့စိတ်ဖြစ်လာရင်စင်ကျင်ပြီးတော့ဖြစ်စေရှုမှတ်ပြီးတော့ဖြစ်စေပယ်သွားဖို့ပါပဲဂျေစုတော်ရှင်မာစီဆရာတော်ဖရာကြီးဟောကြားတော်မူခဲ့သောတရားတော်ကိုကျမတို့ဓမ္မတင်တော်အဖွဲ့သားများမှဓမ္မဒါနအနည်းဖြင့်ပြန်လည်ပြီးတော့ညဝေလိုက်ပါရရှင်